ခင်ဗျားတို့ကျွန်တော်တို့တကယ်ပဲတရက်လောက်သွားနေခြင်းလောက်မဲ့နေရာတွေပေါ့ဗျာ F41 Putin 41နဲ့ Trump 41နဲ့ matchup က၃ယောက်ကိုတယောက်တော့ဖြစ်နေပြီပြိုင်ပွဲတွေဖြစ်လာပြီဆိုတော့ဘယ်တစ်ခုကဘိုးဆွဲမလဲဒါကိုလည်းထဲစဉ်းစားရတော့မယ်ဘယ်တစ်ခုက အာကာပြင်လောမှာဘယင်တစ်ပါးအဖြစ်အုပ်စိုးသွားနိုင်မလဲအာနာရဲ့အထင်ရှားဆုံးလက္ခဏာကနေစလိုက်ကြအောင်ပါဒဲဂျီကရရင်အရွယ်အစားပေါ့ဒီလေးနေကတော်တော်ဆိုင်ကြီးမှန်းတော့အကုန်သိနေပြီးသားပင် ပိုင်ဆိုင်သူရဲ့နိုင်ငံရေးဩစာညောင်းမှုနဲ့ကိုပိုင်အင်အားရဲ့အမှတ်သားတင်ကြတာတွေဆိုပါတော့ F1 ကသုံးခုထဲမှာအကြီးဆုံးပဲဗျာတရားဝင်နာမည်ကတော့ VC 25A လို့ခေါ်ရင် Boring 747 200B ကိုအကြီးအကျယ် double ပြုပြင်ထားတာပေါ့အရှိက230ဘီရှိပြီးတောင်းပန်အကျယ်က196ဘီရှိတယ်အတွင်းပိုင်းကခင်းပြီပေမဲ့အပြင်ပိုင်းကတော့1962ခုနှစ်တုန်းကသမ္မတဂျွန်ဖန်ကနေဒီရဲ့နာမည်ကျော်ဒီဇိုင်နာ Raymond Loewy ကိုတေးချအချင်းကုန်ခံပြီး တရုတ်တရဖန်တီးခဲ့ကြတဲ့ဒီဇိုင်းကိုပဲဆက်လက်ထိန်းသိမ်းထားခဲ့ပါရင် classic ဆိုတော့ရလအနေနဲ့အရင်လင်ရဲ့ရေရဲတောက်အသွင်ပြင်ကနေဖြူပြားရောင်ခန့်နှုတ်နှုတ်အသွေးသားလေးကိုရလိုက်တယ်ပေါ့ဗျာ2018ခုနှစ်မှာတမ်မရာဒေါ်နယ်ထရက်ကနောက်မျိုးဆက် BC25B လေးနှစ်ဆင်းအတွက်ဘော်ရင်းနဲ့သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပါရင်ဒီလေရင်တစ်တွေကမူလမအောင်မြင်ဒေါ်နယ်ရုရှားလေကြောင်းလိုင်းတစ်ခုအတွက်တိစောက်ခဲ့တာဖြစ်ပြီးပိုကြီးပြီးပိုပြီးစွမ်းဆောင်ရေးကောင်းတဲ့747 HI model ကိုအခြေခံထားတာဖြစ်ပါရင် ထရန့်ကလည်းပုံစံအစ်တစ်ခုကိုဖန်နီးဖို့အတွက်တွန်းအားပေးခဲ့ပါသေးတယ်။ရဲရဲတော်အနေနဲ့အတူအဖြူနဲ့အပြာရောင်ဆုတ်ဖက်ထားမဲ့ကာလာဆတ်မှုမျိုးနဲ့ကနေဒီယံအယောင်ခန့်ညင်ညင်တွေထက်ဒေါ်နယ်ထရန့်လက်ထက် F41 ကအမေရိကန်အလံနဲ့ပို့တူတာပေါ့။တမရဘိုင်ဒင်လက်ထက်မှာဒီဇိုင်းကိုရိုက်တန်းခဲ့ပေမဲ့ထရန့်ရုံးပြန်တက်လာမယ်2026ခုနှစ်လေရင်အစ်တစ်တွေရောက်တဲ့အချိန်မှာ လေအောင်ကြီးတို့ရဲ့မျိုးချင်းစိတ်အပြေးနဲ့ဒီပုံစံကအကောင့်ထဲပေါ်လာနိုင်ပါတယ်တကယ်တကယ်တော့ trend ကအစိမ်းကန်လေးချောင်းလိုင်းနေနဲ့မစိမ်းပါဘူး1989ခုနှစ်ကလေးကသူ့မှာကိုပိုင်လေးနေရှိခဲ့တာကိုပြ2017ခုနှစ်ရောက်မှာ Boring 757200ကိုအစိမ်းမြင့်တင်ခဲ့ပါတယ်ကြောင်းမို့ပြောင်းလဲနေတဲ့အနဲ့ရောင်ဖိဖိတောက်လေးမှာအနည်းရောင်အစင်းကြောင့်ကိုရင်မှာရွှေရောင်နဲ့ trend လို့ရေးထားပြီးအမိမှာ American Alan ပါတဲ့လေးရင်ကြီးပေါ့ Trump Force 1လို့နာမည်ပေးထားပြီးအရှိ155ပြီးတောင်ပံအကျဉ်း124ပြီးရှိပြီး Rolls-Royce engine တွေနဲ့မောင်းနှင်တာပဲဖြစ်ပါရင်ဒါပေမဲ့ရုရှားမှာလည်းသူရဲ့ပြန်တန်းနေတဲ့ခံတပ်ရှိပါတယ်။ Putin 41လို့ခေါ်တဲ့ Arusing IN96 300PU ကိုကြည့်လိုက်ပါဦး။ A41 တဲ့နည်းနည်းလောက်တိုးပြီးအရှိတ180ဘေးရှိပေမဲ့တောင်ပိုင်းအခြေက198ဘေးရှိပါတယ်။အသွင်ပြင်ကတီးကြီးခံကြပါတယ်။အဖြူအောင်အခြေခံစေးရုရှားလန်နဲ့ကိုင်းညီတဲ့အနီးအပြာရောင်အစင်းချောင်းနေတဲ့အလံတလွင်းနဲ့လေပေါ်လှက်နေတဲ့အမိပေါ့။ တောင်းဆင်းတော့ဟာသူ့အနေနဲ့သူအပြိုင်ဆိုင်အမောက်ထောင်နေကြတာတော့အမှန်ပါပဲဒါပေမဲ့အကောင်လုံးကို crown ဆောင်းပေးလို့လည်းမရပြပါဘူးဒီတော့တခုကိုပဲပြပြသားသားကျွန်တော်တို့ရွေးချယ်ရတော့မှာပါအပိုင်းလေးတွေခွဲပြီးလေ့လာကြည့်အောင်ပါအတွင်းပိုင်းပြင်ဆင်ပိုတင်41ကပြန်တန်းနေတဲ့နန်းတော်နဲ့တူတယ်ဗျအတွင်းပိုင်းကနေမှာ crane အောင်တရေတွေရွှေအောင်အစင်ဒန်စာတွေနဲ့ရှေ့ခေတ် greed raw မှာဗီတုကပုံစံဒီဇိုင်းတွေကိုသုံးထားတာပေါ့ဗျခေါင်းနေနေမကားပါဘူးခပတ်နေမှာလည်း ရွှေရောင်နဲ့ထွင်းထားတဲ့ရုရှားနိုင်ငံရဲ့ဒစိမ့်တွေပါပါသေးတယ်။ကောလာဟာလာတွေဘာပြောလဲဆိုတော့ရေချိုးကမ်းတွေနဲ့အင်္ဒါတွေတောင်ရွှေစိန်ထားတယ်လို့ဆိုရပါရင်ပူတင်ရဲ့ခွန်အားကြီးတဲ့ပုံရိပ်နဲ့အညီလက်ဝဲအိတ်တွေအလေးကရိယာတွေစပိန်အနေနဲ့ပြင်းစက်တွေတက်ဆင်လာတဲ့အားကစားခန်းမှလည်းရှိသေးတယ်။ကင်းဆိုင်အရာကြီးတစ်ခု5 stars ပုံမှုလက်ရာနေနေအစားအသောက်တွေပြင်ဆင်နိုင်တဲ့မိဖို့ကြောင့်ပြားလိုက်မှပဲရှာတွေ့နိုင်တဲ့အမှုပညာလက်ရာမျိုးနဲ့လည်းတစ်ခုလုံးကိုနန်းတော်ကြီးတစ်ခုလိုမျိုးအပြည့်ပြင်းရှိုင်းထားတဲ့အပြင်အစင်းမြင့်တဲ့ပစ္စည်းတွေနဲ့တည်ဆောက်ထားတယ်ဆိုတော့လေထဲမှာရှိတဲ့ဇိမ်းခန်းအပန်းပြင်စကန်တစ်ခုနဲ့တူတာပါဗျာ။ F1 ကတော့ခန်းနာတာထက်တမနာနဲ့ပို့ပြီးတင်းတော်တဲ့ပုံစံမျိုးပြဒါပေမဲ့လည်းတမန်တော့ဟုတ်မနေပါဘူးအတွင်းပိုင်းအကျယ်ဝင်းက၄000စတိုယန်ပေရှိပြီးအသေးစား over office လို့ခေါ်တဲ့တမနာရုံးကန်းငယ်တစ်ခုတမနာကိုပိုင်းအခန်းနဲ့24နာရီဆရာဝန်နဲ့တင်နာပြုအမြဲတမ်းရှိနေတဲ့ပြီးပြည့်စုံတဲ့ဆေးဘက်ဆိုင်ရာအဆောက်အအုံတစ်ခုပါထပ်ဆောင်ပါရှိနေပါတယ်။အစီဝေးခန်းမမှာ90လက်မ TV ကြီးတစ်ခုရှိပြီးလိုအပ်ရင်ကမ္ဘာလုံးဆိုင်ရာထုံးလွှင့်ရေး scan တစ်ခုအနေနဲ့လည်းအသုံးပြုနိုင်ပါတယ်။ပရီဘောကတွေကို titanium နဲ့ထုလုပ်ထားပြီးအခြေအနေတစ်ခုမှာလှုပ်မရအောင်တင်းတင်းကြပ်ကြပ် တက်စင်တွဲဆောက်ထားတာပဲဖြစ်ပါတယ်။ပက်ရတာမောလို့ဘိုင်းစာနေပြီလား။နေမှာအချိန်ပြည့်စဝမှု၅ရောင်းနဲ့စားသောက်ဆိုင်အရေးအသွေးမီမိဖို့ကြောင့်တခုရှိပါတယ်။လူတရာအထိချက်ပြုတ်နိုင်ပြီးတည်ရစာရွေးချယ်စရာတွေကပြန်တန်းတဲ့သူပေါ်မူတည်ပြီးပြောင်းလဲပါတယ်။ Trend ကသူ့ရဲ့လက်မှတ်ထိုးထားပြီးသူ့ရဲ့စိတ်ကြိုက် customize လုပ်ထုတ်ပေါ်ထားတဲ့ MMM chocolate လုံးလေးတွေနဲ့ Hershey Kisses chocolate တွေကအများအားထားလေးရှိတယ်ဆိုတဲ့ rumor တွေကလည်းတော်တော်လေးဟိဖြစ်ခဲ့တာပါ။ Trump 1ကတော့နိုင်ရှင်ချင်းတောက်ပမှုကိုစောင့်ခြင်းပေးပါရင်အတွင်းပိုင်းမှာဖြူအောင်တေးထိုင်ကုန်နေပိုပြီးမိုင်းညွန့်ညွန့်အသွေးအောင်ရှိတဲ့တပ်သားတွေကိုအသုံးပြုထုတ်လုပ်ထားတဲ့အပြင်အဆင်တွေနဲ့ရွှေရည်စိန်လာတဲ့ရေချိုးကန်းတွေအင်သာတွေပါဝင်ပါရင် Trump မိသားစုရဲ့အမတ်စိတ်ကိုတော့ခေါင်းအုံးတွေမှာအလှဆင်လာပါရင် Queen Size အရေးစားအရာတခုစပေါ်မှုတွေကိုယ်တိုင်ကိုကြပြင်ဆင်ချက်ပြုတ်ပေးမယ်ရတာရှိတဲ့အစားအသောက်တွေရဲ့ဧည့်သည်တွေကြည့်ကျင်တဲ့ဘာမဆိုပြသနိုင်တဲ့ဖြောပြေးစင်တာတခုလည်းရှိနေပါတယ်။တကယ်တော့လူမှုကွန်ရက်တီမှာ Trump နဲ့ Robert F Kennedy တို့လင်းပေါ်မှာ UN စီပွဲကြီးနေတဲ့ဓာတ်ပုံတွေတခါကပြန့်နှံ့ခဲ့ဘူးပါဒီနေ့နေပညာနဲ့ကာဝေးပိုင်းကိုကြည့်ကြရအောင်ကာဝေးနဲ့ပတ်သက်ရင် Trump 41ကအားနည်းချက်ရှိတာပေါ့ဗျာဒါကအရက်သားလင်းပဲကိုတကယ်နိုင်ငံတော်အဆင့်အရင်တစည်းကိုတော့ဘယ်ပခုံးချင်းရှင်တိုက်နိုင်ပါမလဲစစ်ဘက်အဆင့်ကာဝေးစနစ်တွေမရှိဘူး Electronic တံမြန်အစီအမံတွေလည်းမရှိဘူးသူရဲ့သမ္မတတံအတွင်းယာယီအဆင့်မြင့်တင်မှုတွေထဲခဲ့ပေမဲ့လည်းအဲ့ဒါတွေကအမြဲတမ်းတော့မဟုတ်ဘူးပေါ့ဒီတော့ Putin 41ကပိုပြီးအဆင့်မြင့်တယ်လို့ပြောရမယ်ပေး3900မြင့်မှာတနအီ မိုင်600အထိပြန်သားနိုင်တယ်ဒါကမှန်းခြေတက်တက်ပါပဲနော်လက်တွေ့မှာပြန်သားနိုင်တဲ့အကွာအဝေးကိုလှုပ်ဝဲထားပေးမယ်ကျွမ်းကျင်သူတွေကမိုင်9100လောက်ရှိမယ်လို့ခန့်မှန်းကြပါတယ် electronic distress system မီတာလှုပ်ပေးတဲ့စနစ်နဲ့နေရင်ပြည့်ဒုံးကြီးကာဝယ်တဲ့စနစ်တွေပါရှိပါတယ်ရှင်းရှင်းပြောရင်သူတို့ရဲ့ကြီးကျယ်မြင့်မြတ်လာပါသောအာဏာရှင်ကြီးကိုလုံခြုံအောင်ထားဖို့လိုအပ်တဲ့အရာအလုံးပါတော့ဗျာဒါပေမဲ့နေထဲမှာစီပြန်ဖြည့်လို့မရတာကြောင့်ပြန်တန်းတဲ့ချိန်ကကြာချိန်ကိုကန့်သတ်ထားပါတယ် F1 ကတော့ဘတ်စုံ၃နိုင်မှုမှာဘယ်သူမှမရှင်းနိုင်ပါဘူး ုံမြင့်တဲ့ပေ4500အထိပြန်တန်းနိုင်ပြီးတနအီမိုင်630အထိပြန်တန်းနိုင်ပါတယ်။ဒီထဲမှာစီပြန်ဖြစ်နေတာကြောင့်လိုအပ်ရင်ရပောင်းများစွာလေထဲမှာဆက်နေနိုင်ပါတယ်။ဒီမှာရင်နှာတစ်ဖက်သာနေတာကတော့အသေးချာပါပဲ။နျူကလ িয়ার တိုက်ခိုက်မှုကိုခံနိုင်ရင်ရှိအောင်တိစောက်ထားပြီးအစင်းမြင့်ဆက်သွယ်ရေးစနစ်တွေမီတာလွှတ်ပေးတဲ့စနစ်တွေအီလက်ထရောနစ်စစ်ဆင်ရေးပစ္စည်းတွေပါရှိပါတယ်။ရေဒါကိုဆွဲယူနိုင်တဲ့ပစ္စည်းတွေလည်းပါဝင်နိုင်ပေမယ့်အဲ့ဒါတွေကတော့လွှတ်ဝဲထားတော့မှာပဲ။ official ထုတ်ပြထားခြင်းမရှိတော့ညာလေသတင်းတွေကတော့အတီးပြုတ်လို့ရတဲ့အခြေအမြစ်တွေကနေပြီးတော့ပြန့်နှံ့လာခဲ့ပါတယ်။ကုန်ကြမ်းစီပံကိုတစ်ချက်လောက်သွားရှုကြည့်ကြမယ်ဗျာ။ ဇိမ်ခံမှုနဲ့အာနာကဈေးဘဝနဲ့မရဘူးဗျ။ Transfer ရဲ့တန်ဖိုးကဒေါ်လာ3,900လောက်ရှိပါတယ်။ပြန်တန်းချိန်တနာရီကိုကုန်ချဆေးကဒေါ်လာ8,000ကနေ10,000ချရှိပြီး Trade Organization ကကိုပိုင်မွေးနဲ့ပေးချေနေတာပါ။ Putin 41ကဒေါ်လာ3,900လောက်ကုန်ချပြီးပြန်တန်းချိန်တနာရီကုန်ချဆေးကကျန်တဲ့ဆင်းရဲချားမှရှိမယ်လို့ခန့်မှန်းချပါတယ်။အထူးခြားတော့ဘယ်သူမှမပြောနိုင်ပါဘူး။ F41 ကတော့လင်းတစင်းကိုဒေါ်လာ1,000,000လောက်ကုန်ချပြီးတနာရီပြန်တန်းတိုင်းဒေါ်လာ2,000,000လောက်လောင်ကျွမ်းပေးလိုက်ပါတယ်။ ဒီအမောင်ကြီးတဲမှာကြီးမားတဲ့ပြုပြင်စရိတ်တင်နဲ့ဝန်ထမ်းလိုအပ်ချက်တွေလည်းပါဝင်တာပေါ့အားလုံးကပြည်သူ့ဘဏ္ဍာနဲ့ပေးချေတာပေါ့ဗျာကဲနောက်ဆုံးမှာတော့ကျွန်တော်တို့တွေ final post ပြဖို့အချိန်ရောက်လာခဲ့ပါပြီဘယ်ကောင်ကဆရာပို့ကြလဲဒီမေးခွန်းအတွက်ကျွန်တော်ကိုမေးလာရင်အရာအားလုံးကခင်ဗျားဘာကိုတန်ဖိုးထားလဲဆိုတဲ့အပေါ်မှာမူတည်ပြီးပြောင်းမယ်လို့ထင်တာပဲဗျာ ာစလီယာဆိုရင်တော့ classic ဆန်ဆန် putin for one ကိုပို့တော်တွေ့တယ်ဗျာဒါပေမဲ့အစွမ်းကုန်ဇိန်ခံမယ်ဆိုတဲ့သူတွေအတွက်ကတော့ trump for one ကိုရှင်ပြိုင်မှုခက်ခဲပါတယ်တော်ဝင်ဆန်နဲ့ခန်းနာဖို့အတွက် putin for one ကဒုတိယနေရာမှာရှိပြန်ရောဒါပေမဲ့အာနာဘတ်ဆောင်သုံးနိုင်မှုနဲ့မေရှင်အတွက်ဘာလာလာဒေါင်းနေဟေ့ဆိုတာမျိုးဝကြရင်တော့ a4 one ကမိုးကောင်းကင်ရဲ့ချွင်းချက်မရှိပေမယ့်ဗျာ ဒါကကမ္ဘာကျော်အကြားဆုံးနေရင်မော်ဆန်တဲ့အချက်တွေပေါ့ဗျာလိုအပ်ရင်ရပောင်းများစွာတင်းနေပေါ်ပြန်တန်းနေရင်စီးရင်အင်အားကိုပြသနိုင်ပါတယ်ဓမ္မမိန်ကုန်းကိုကျင်းပနိုင်ပါတယ်ပြီးရင်ရသာရှိရဲ့အစားအသောက်တွေကိုလည်းချက်ပြုတ်နိုင်ပါတယ်ခမ ्या ကောဘယ်လင်းစီးကျင်လဲကျွန်တော်တို့နဲ့အတူခမ ्या တို့ရဲ့အတွေးလေးတွေကိုလည်းဝေမျှပေးသွားကြပါဦးကြီးစုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲဂီယူဆိုင်ကြပါခမ ्या